ဂျိုသားစုပါလူသားတွေကိုအနိုင်ယူပြီးတဲ့နောက်မှာကဝေပြန်ကြီးနဲ့ချရအောင်မဲပန်းမင်္ဂလာပါပရိသတ်ကြီးတို့ရေဘန်တို့မြေဖို့၃ယောက်ဟာဇာကက်ဆွဲကြည့်ပြီးတဲ့နောက်မှာသူတို့ရဲ့နွေရာသီခရီးကိုဆက်ခဲ့ရာရှေးဟောင်းပြရိုက်တစ်ခုကိုရောက်ရှိလိုလာခဲ့ပါတယ်ပြရိုက်မှာတော့ရှေးဟောင်းပစ္စည်းတွေအပြင်အာခမန်နောက်ဆိုတဲ့အောက်လန်းဆောက်ကြီးတအုပ်ကိုပါတင်ထားရတယ်လို့ဆိုပါတယ် တိုက်တိုက်ဆိုင်ဆိုင်ပဲဘန်တို့မြီးဖိုးတွေပြားတိုက်ကိုလာတဲ့နေမှာပဲအာခမန်နာစာအုပ်ကိုလိုချင်နေတဲ့ကဝေပြန်ကြီးကလည်းပြားတိုက်စီကိုရောက်လို့လာပါတယ်ထုံးစံအတိုင်းကဝေပြန်ကြီးနဲ့မဟုတ်မခံဘန်တို့ခြားကြတာပေါ့ကဝေပြန်ကြီးကစာအုပ်မရသေးတာကြောင့်အင်အားနည်းနေပြီးဘန်ရဲ့အိတ်စာလာအိတ်ကိုတော့မရှင်းနိုင်မဲမှောက်သွားခဲ့ရပါတယ်လေဘင်းကလည်းဇွဲတစ်ခုကလည်းတိုက်ပွဲကြောင်မှပြုတ်ကျကျန်ခဲ့ပါတယ်ဘန်ကတော့လူစိုးဖမ်းပြီးလို့နာမည်ကောင်းရတာပေါ့ကဝေပြန်ကြီးကတော့ထားတော်မထားနိုင်လို့ဈေးရုံကနေတင်သွားခဲ့ရပါတယ်ဘန်တို့လည်းနောက်တစ်မြို့ကိုခရီးဆက်လာခဲ့ပါတယ် တိုက်ပွဲခြားတွေကရလာတဲ့ကဝေပြန်ကြီးရဲ့ဆွဲပြားကိုတော့ဘန်ကားသူ့အမကိုပေးထားလိုက်တယ်။ကဝေပြန်ကြီးလည်းတတိယလာတော့လူနာတင်ကားပေါ်ကအတင်းစင်ပြီးလမ်းမီကတဲ့ဒေါ်ရဲကိုလေလွင်သွားပါတော့တယ်။အဲဒီနောက်ကဝေပြန်ဟာစာအုပ်ကိုထိန်းသိမ်းထားတဲ့နေရာကိုနောက်တစ်ခါရောက်လာပြီးနေရာနံပါတ်ရှာလိုက်တာစာအုပ်ကိုရသွားတော့သူ့ရဲ့အစွမ်းနေထက်တင်မဲ့လုံးမှသူ့လေဆွဲကဆွဲပြားတစ်ခုပြောင်းနေရာကိုသိလိုက်ရပါတယ်။အဲဒီအချိန်မှာပဲဂွမ်စီရောက်နေတဲ့လေဆွဲကမီးထလင်းလာပါတယ်။ဒီလိုနဲ့ကဝေကြီးလည်းဘန်တို့ကိုလိုက်ရှာရပါတယ်။ ်လေဆွဲဝိုင်းကိုရထားတဲ့ဂွန်တယောက်ကတော့ဘတ်စကတ်ဘောကိုနောက်ပြန်ပြေးနေအောင်ဝင်းထဲအထိသူ့လုံးသမ ्या ကန်ကောင်းနေရကိုတတိထားမိလာပါရဲ့အဲ့ဒီအချိန်အနာဂတ်အထက်မြင့်ကိုဆရာရှင်မှာမတော်တဆဖြစ်တော့ဂွန်တယောက်သူ့ကိုသူလက်ကြီးခဲ့ဆိုပြီးပွဲစည်းကဝေလာတဲ့ကက်ဝင်းမန်ဝစ်ဆောင်ကိုဝေကဟီးရိုးကြီးလောက်ပါလေရောတကယ်လဲကိုဝေကြီးစီကရတဲ့လေဆွဲကကန်ကောင်းနေစီတာပါဂွန်လဲသူ့ကိုသူစူပါဟီးရိုးဖြစ်ပြီးဆိုပြီးပြောနေပါရဲ့ဒီချိန်မှာပဲသူတို့ရောက်နေတဲ့မြို့ရဲ့တရေအချောက်ကျန်းတဲ့ဒင်းညိုင်းကြီးတွေကအင်ကြီးကအသက်ဝင်လာပြီးလေဘတ်သူတွေလည်းပိတ်မိနေတဲ့ဆွဲတဲ့ရင်ကြောင့်မြီးဖိုးသုံးယောက်လိုက်သွားကြပြီး ကိုလဲရောက်ရောကဝေကြီးနဲ့တွေ့ပါလေရောကဝေကြီးကလဲဆွဲကိုပဲလိုချင်တာမို့ဂွမ်ကိုပဲတိုက်ခိုက်ပြီးအနောက်ကလိုက်ပါလေဘန်ကတော့ကဝေကြီးတိုက်သည်မြောက်ကိုရှင်းနိုင်ဖို့လက်လေးဘက်ကောင်ပြောင်းပြီးအဖိုးနဲ့အတူကဝေကြီးနောက်ကိုလိုက်ရပါလေဒီလိုနဲ့အင်ကြီးထဲမှာလေးယောက်သားပြေးတဲ့လိုက်တန်းကစားရင်းနဲ့မြေရောက်လိုင်ကောင်းထိရောက်လာပါလေမြေရောက်လိုင်ကောင်းထဲမှာတော့ဂွမ်ဟာကဝေကောင်ကြီးနဲ့တွေ့ရပါပြီဒီလိုနဲ့ပြေးရင်းနဲ့အိမ်ပြင်ရှန်ထဲကိုရောက်တော့ကဝေကောင်ကြီးရဲ့ဖမ်းဆီးရာကိုခံလိုက်ရပြီးဇွဲပြားကိုဖြုတ်တာခံလိုက်ရပါလေကွေကောင်ကြီးကဆွဲပြားရရသွားတော့လေသွားပြီးအချုပ်ခံထားရတဲ့ဂွမ်ကိုတော့ဗန်တို့ကပြန်ကြေရပါသေး ဆွဲပြားပါသွားတဲ့နောက်မှာ Grandy ောက် Lucky ကလေးထပ်လို့လို့မရတော့ပါဘူး။ကဝေကောင်ကဆွဲပြားရောစာအုပ်ရော item စုံမီမို့လို့မြို့ကိုချိန်စာစားတိုက်ပါတော့တယ်။ဘန်ကလည်းလက်လီဘက်ပုံစံနဲ့ချိန်စာတိုက်မြအောင်ဝင်လုံးချိန် Grand ပြစ်လိုက်တဲ့ခဲတလုံးကကဝေရဲ့မျက်နှာတက်တဲ့ကိုထိသွားပြီးကဝေကြီးတတိပါလေးသွားပါရီ။အဲ့ဒီခါကျမှကဝေကြီးရဲ့ဆွဲပြားတွေပါတဲ့လေဆွဲကိုချွတ်ပြီးနောက်ထပ်မတောင်းကျမ်းနိုင်အောင်ကြောက်ခေါင်းကြီးတစ်ခုတည်းကိုထည့်ပေးလိုက်ပါရီ။စာအုပ်နဲ့လေဆွဲကိုတော့ဟီရိုပစ်ချင်တဲ့ဂွမ်ဂူရိုင်းဖြက်စီးပစ်လိုက်ပြီးဘန်နိုမီဖို့၃ယောက်လေဒရိရဲ့နွေရာသီခီးရှိကိုစက်ခဲကြပါတော့တယ်။ အခုတင်ဆက်ပေးသွားတာကတော့ Banan Episode Dan Fury Cup ပဲဖြစ်ပါတယ်။အစုံကြီးကြည့်ရှုပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ Recap ဆောင်ရတာကြားရေမြမဆာရန်2ရဲ့အစအဆုံးတစ်ခါလေးကြည့်ခြင်းနဲ့မိုးရွာတော့အပြင်လဲမထွက်ချင်းအိမ်ထဲမှာပဲဇက်ကားတွေပဲကြည့်ပြီးချေဦးမယ်ဆိုတဲ့ညီကိုတို့အတွက် Telegram မှာဆို @RUBANIS ဆိုတဲ့ Telegram အကောင့်နဲ့ Facebook မှာဆို to have facebook page မှာ telegram vip channel လာဝယ်ပြီးအားပေးလို့ရပါတယ်